ော်ဒီနေ့ဒီဖက်နဲ့လေးအမြန် unboxing လုပ်တာပါเนาะအမြန် unboxing လုပ်ပြီးကျွန်တော်ဘယ်လိုပြောမလဲဆိုအမြန်ပဲ delivery အပ်ပြီးမှဆိုတော့ထိချားလို့မရဖြစ်ပါဘူးကျွန်တော်စိတ်ဝင်စားရဖက်နဲ့တရားပါเนาะဟုတ်ပါဒီဖက်နဲ့လေးပါကျွန်တော်ဘူးမှာထိတ်ဆုံးမှာကျွန်တော် Liverpool ကိုတွေ့ရမယ်ဒီမှာလည်း Liverpool you will never walk alone လို့ရေးထားတယ်ဒီမှာ YNW ရဲ့အတူောက်ရေးထားတယ်ဘူပပက်လည်းမှာဒီ converse နဲ့ liverpool ရဲ့အငွေတက်တွေတွေ့ရမှာပါဒီမှာဆို converse logo လေးပါမယ် ီမှာဆိုရင် cross world challenge ဒါတော့ဘာလဲတော့အာကျွန်တော်မသိဘူး challenge ပါမလားတော့မသိဘူးဒီဖက်နယ်လေးမှာဖက်နယ်လေးကနှစ်မျိုးထုတ်ခဲ့တာဒီဖက်နယ်လေးကတော့ဒီ converse fast break pro လို့ပဲပြောရမှာပေါ့နော်ကျိုးပိုဒီစိမ့်ပြအောင်လေးကိုအရင်တွေ့မယ်ကျိုးပိုလေးကပိုတခုပါမယ် original laces အရောင်လေးကတော့ကျိုးမဲလေးပေါ့နော် original laces လေးကကျိုးပြားကျိုးပြားလေးနဲ့ဖြစ်ပြန်ကျိုးပိုလေးကတော့ဒီအလုံးလေးပါကျိုးအလုံးလေးနဲ့ပေါ့နော် ကျွန်တော်တို့ပြီးဝင်ဖက်နက်တန်းမှာ Liverpool FC ဆိုတဲ့ဟာကိုဒီဆွေးလက်တဲ့ဒါနဲ့ရေးထားအတွင်းမယ်ဖက်နက်ကဒီ match အသားကိုတုံးထားတယ်ပြီးတော့ဒီဆွေးလက်တဲ့တို့ဘာလို့ဒီ logo နေရာတွေမှာတုံးထားပြီးတော့ကျွန်တော်ဒီနောက်ဖက်မှာဒီ plastic အောက်ခံ plastic အနောက်လေးရဲ့အောက်မှာအတွင်းထဲမှာလည်းကျွန်တော်ဒီ you will never walk alone ဆိုတဲ့စာလေးတွေ့ရမှာပါအပေါ်မှာတော့ဒီ converse logo မှာပါနော် ကျွန်တော်ဖနက် intro တော့မထုတ်ပြတော့ပါဘူးဒါ customer ရဲ့ဟာလေးဆိုတော့အထက်မှာကျွန်တော် Liverpool logo လေးနဲ့ကျွန်တော်ဒီဘူးပုံဘူးပေါ်ကဒီ pattern တွေကိုအာ intro ထဲမှာထည့်ထားတွေ့ရတာပေါ့နော်ဒီ Liverpool logo လေးနဲ့ပေါ့ဒါကတော့ဖနက်လေးရဲ့ဘယ်ဘက်ပေါ့နော်ဒီဘယ်ဒီဘယ်ဘက်မှာကျတော့ဖနက်တိုင်းရဲ့အတွင်းထဲမှာ Liverpool လို့ရေးထားတယ်တစ်ဖက်မှာကျတော့ဒီ Converse Con ဆိုတဲ့အာ logo လေးကိုရေးထားတွေ့ရတာပေါ့နော်ဒီနောက်ဖက်မှာကျတော့ကျွန်တော်တို့ဒီ Liverpool logo လေးပါတခြားတစ်ဖက်မှာတော့ဒီ You never walk alone ဆိုတဲ့စာလေးပေါ့နော် Liverpool တင်းရဲ့စောင်ပုတ်ပါ ခုနဘက်ရဲ့အသွင်ချိုးထဲမှာ Liverpool logo ပဲမဲ့ဒီဘက်ရဲ့အသွင်ချိုးထဲမှာကျွန်တော် Converse logo ထည့်ထားတာကိုတွေ့ရတာပေါ့နော်ဒီ Liverpool Converse ဒီ Fast Break Pro လေးอ่ะကျွန်တော် release လုပ်ထားမချာသေးပါဘူးရပိုင်းမဲ့ရှိပါအောင်မယ်အာဒီခေါက်အာ collaboration မှာတော့တို့ဖက်နဲ့နှစ်မျိုး release လုပ်ခဲ့တာပေါ့နော်ဒါကတော့ Fast Break Pro လေးပါအာဒီကောင်လေးရဲ့ retail ဈေးကတော့4200ဘတ်ရှိတာပေါ့နော်အာ Liverpool fan တွေတော်တော်လုံးဝအကြိုက်တွင်းနေစင်မဲ့ဖက်နဲ့ပါအထူးသဖြင့်တော့ကျွန်တော်ဒီဖက်နဲ့လေးရဲ့အနောက်ဘက်ကိုပို့တဘောကြမယ်လို့ထင်ပါတယ်